။တခါတော့ကမြေခွေးတကောင်ဟာတောထဲမှာလိုက်ပြီးတော့သူကတောထဲကတလိဆန်တွေကိုလိုက်ပြီးတော့စိန်ခေါ်တယ်။မိုက်တကောင်ထွက်ခဲ့။ငါနဲ့ချမယ်ရှင်းမယ်ငါနဲ့ရှင်းမယ်။နော်တတိရှိတကောင်ထွက်ခဲ့။စားရှိတကောင်လာခဲ့လို့မျိုးပေါ့နော်။လိုက်ပြီးစိန်ခေါ်တာအဲ့လိုလိုက်စိန်ခေါ်နေတဲ့အချိန်ခူကြီးတဲမှာတော့ဘယ်ရင်ချန်သေးကြီးတစ်ခေါက်ရှိတယ် တင်တဲ့ဂူရှိရောက်တော့တဲ့အဲ့လိုပဲမြေခွေးကလာပြီးတော့စုံညာစုံညာဟောင်းပွားဟောင်းပွားနဲ့လာပြီးစိန်ခေါ်တယ်စိန်ခေါ်တော့ဆင်တေကြီးကကျုပ်ကအဆုံးပေးပါတယ်ဗျာကြောက်ပါတယ်ခမည်းနဲ့မပြန်ရဲပါသူ့သားလေးကိုကြောလေးကိုတတ်ပြီးတော့ထိုင်နေတယ်အဲ့လိုပြောလိုက်တယ်ပြောလိုက်တော့အိုးမြေခွေးကလည်းသူ့ကိုယ်သူအောင်းနိုင်သူဆိုပြီးတော့ချင်းသေးကိုအပြစ်တင်ပြောဆိုကဲ့ရဲ့ပြီးတော့ဒါခမည်းချင်းသေးကြီးလုံနေတော့ဖရင်ဖြစ်နေပြီတော့မကြပါဘူးတတ်တိမရှိပါဘူးဆိုပြောဆိုပြီးထွက်သွား ဲ့လိုပြောဆိုခံရတဲ့အခါသားဖြစ်တဲ့ချင်းတဲ့ငယ်လေးကသဘောမကျဘူး။ဖခင်ဒီမြေကွေးဟာဘာမှခွန်အားရှိတဲ့တဒဝမဟုတ်ပါဘူး။ဖခင်နိုင်မာလျက်နဲ့ဘာလို့သူ့ကိုအရှုံးပေးလိုက်တာလဲ။မချင်တဲ့ကြီးကငါသား မတူတာကိုတုတ်ပြီးတော့မပြန်ရဘူးဟောတော့ကမှတချို့လူတွေဟာဘာအရေးရှင်းမှမရှိဘူးမြေခွေးလိုဟောင်းဘွားဟောင်းဘွားလောက်တတ်တာပဲရှိတယ်အေးအဲ့လိုလူတွေကိုရှင်သိနေတူတဲ့တူတွေဟာတုတ်ဖတ်ပြီးတော့ပြိုင်တယ်မရှိဘူးဒါမှမဟုတ်လူတိုင်းနဲ့ဖတ်ပြိုင်ပြီးတော့ ရှံဖြစ်နေဖို့မလိုဘူးပေါ့နော်ဒီမှာလက်ချင်းကြီးကဒီမြေခွေးကိုဖတ်ပြန်ပြီးတော့သူကြောက်ဖြစ်ဘူးဒီမြေခွေးကိုအနိုင်ရတယ်လို့သူ့မှာဘာခုံမှတတ်မသွားချင်းသေးဖြစ်ပြီးမြေခွေးနဲ့ပြန်ပြီးတော့ရံဖြစ်တယ်ဆိုတာမျိုးတောင်မှဖြစ်သွားတယ်အဲ့ဒါပေါ့နော်ကိုနဲ့အနေထားမတူတဲ့သူတွေကိုဖတ်ပြန်ပြီးတော့ရှာဖြစ်နေဖို့မလိုဘူးဒါ အတိပေးဇာတ်လမ်းတစ်ခုပဲနော်အလွန်ငယ်တွေသတိထားစရာတစ်ခုပေါ့လူတိုင်းနဲ့ဖတ်ပြန်ပြီးတော့ဇာတ်ဖြစ်နေစရာမလိုဘူးမတူတဲ့လူတွေကိုတုတ်ပြီးတော့မပြိုင်နဲ့ကိုကဘွားမှာစီမံချက်တွေရွယ်ချက်တွေလုံနိုင်စွာအရေးရှင်းတွေအများကြီးရှိတဲ့သူတယောက်နေတယ်မပြောပေါက်တာလို့လူနဲ့ဖတ်ပြန်ဇံဖြစ်ပြီးတော့ကိုဘွားအချိန်တွေကိုအလားအတအဆုံးရှုံးမခံနဲ့အဲ့ဒါလို့သူတို့နဲ့ဖတ်ပြန်နေကြတယ်ကိုလည်းသူတို့လူတယောက် ခွေးနဲ့ဖတ်ပြိုင်ပြီးကရင်ခွေးနဲ့တူတယ်လို့ဖြစ်သွားမှာပေါ့သဘောကနော်အတော့မကြတဲ့လူတွေနဲ့ဖတ်ပြိုင်ပြီးရှင်ဖြစ်နေမှာဆိုကိုယ်လည်းအဲ့ဒီလူတွေနဲ့အတူတူဖြစ်သွားလိမ့်မယ်ဒါဆို